ကျမတို့ပုံမှန်ပေါ့နော်တည်င်းသမားတယောက်အနေနဲ့ကိုယ့်ရဲ့ချင်းဝက်ကိုမမေ့သွားအောင် ကိုဟာသတင်းသမားတယောက်ဖြစ်တယ်ဆိုတော့အမြဲတမ်းတတိယနေဖို့တော့ကျွန်တော်တို့ဆိုနှစ်စဉ်နှစ်တိုင်းသင်တန်းတွေကိုဒီမှာမဖြစ်မနေတက်ရတာရှိတယ် mandatory ခေါ်တာပေါ့နော်ဆိုတော့အမြဲတမ်းဒါသတင်းသမားတယောက်ရဲ့ကျင့်ဝတ်တွေကဒါတွေဒါတွေကိုယ့်ရဲ့ခံစားချက်ကိုမပောင်းလို့ရတယ်ကျွန်တော်တို့အတွက်ဘာတွေကအခက်ခဲတယ်လဲဆိုလို့ရှင်ကိုကမြန်မာပြည်သားတယောက်ဖြစ်တယ်ကိုကိုယ်တိုင်ကလည်းအာနာရှင်လက်အောက်မှာကြီးစုတဲ့ ခဲ့ရတဲ့အခါမှာအာနာရှင်ကိုမကြိုက်တဲ့စိတ်ကအပြည့်ရှိတယ်။တစ်ချိန်တည်းမှာလည်းကိုကိုတိုင်ကဒီမိသားစုတွေအလိုက်ကောကိုရဲ့မိဆွေတွေအပေါင်းအသင်းတွေအကုန်လုံးကအစဒီဖြတ်သန်းမှုတွေမှာခံစားကြုံတွေ့ရတဲ့ခံစားချက်တွေကလည်းအများကြီးရှိတယ်။ဒါပေမဲ့သတင်းသမားဖြစ်လာတဲ့အခါမှာဒီခံစားချက်တွေကိုဘေးဖယ်ထားရတယ်။ကျွန်တော်တို့မြန်မာပြည်မှာလူတွေသေတဲ့သတင်းတွေပဲဖြစ်ဖြစ်တိုက်ပွဲတွေဖြစ်လို့ဒုက္ခရောက်ရတဲ့နော်ဆာနာမှုကူညီတွေအကြက်တဲတွေကြုံနေရတာတွေပဲဒါဖြစ်ကမှာကိုယ့်နိုင်ငံ ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကခံစားရတာရှိဒါပေမဲ့သတင်းလောက်တဲ့အခါမှာဒီခံစားချက်ကိုပေးဖယ်ထားရတယ်ငိုကျင်တော့ငိုလို့မရဘူးဆိုတာမျိုးပေါ့နော်ဆိုတော့လူတယောက်ဖမ်းဆီးခံရတယ်ယောမီရှုခံရတယ်အဲ့ထဲမှာကိုရဲ့မိတ်ဆွေအသည့်ဆွေမျိုးပါသွားတယ်ဆိုရင်တော့မှကိုခံစားချက်ကိုအဲ့ထဲမှာထည့်ထားလို့မရဘူးပေါ့နော်ဆိုတော့ကိုကဒီသတင်းနဲ့ပတ်သက်ပြီးတော့ဥပမာဒီအခြေအနေကိုမေးမြန်းတဲ့အခါမှာကျမတို့ဆိုလို့ရှိရင်ဆိုကြပါစို့တိုက်ပွဲဖြစ်လို့ရှိရင်တစ်ဖက်ကဒါစစ်တပ်ကလာပြီးမိရှုသွားတာပါပေါ့ဆိုလို့ရှိရင်ကျမတို့ကမိရှုသွားတဲ့စစ်တပ်ကိုလည်းကျမတို့ကမေးရတယ်ဆက်သွယ် ရတယ်ဒီမှာကတော့လူပြည်သူလူထုကတော့ပြောတယ်ဒါစစ်တပ်ကမိရှို့သွားတာဟုတ်သလားဇာရုအနေနဲ့ဒါအတီးပြူနိုင်အတီးပြူနိုင်မလားဆိုတော့ဟုတ်သလားမဟုတ်ဘူးလားစသဖြင့်ဆိုလိုတာကတော့ကျမတို့ကဒီစစ်တပ်အာဏာပိုင်တွေဘက်ကလည်းကျမတို့ချိတ်ဆက်ပြီးတော့မေးရတာရှိတယ်ဆိုတော့လူတယောက်ကိုကိုကြိုက်တာတွေမကြိုက်တာတွေ ခံစားရတာတွေမခံစားရတာတွေပေးဖယ်ထားသတင်းသမားတွေသတင်းသမားအလုပ်ကိုလုပ်ရမှာပဲကိုမေးတဲ့နဲ့မေးထိုက်တဲ့သူအလုံးကိုမေးကိုမေးရမှာပဲဆိုတော့ကိုရဲ့ခံစားချက်ကိုဖယ်ပြီးတော့အလုပ်လုပ်ကြရတယ်တခါလေးမှာအဖမ်းဆီးသတင်းတွေလုတ်တဲ့ခါမျိုးမှာဆိုလို့ရှိရင်ဖမ်းဆီးခံသွားတဲ့သူကကိုရဲ့အသည့်ဖြစ်နေတယ်ဆိုပါစို့ဒါပေမဲ့အဲ့ဒီမှာကျွန်တော်တို့ကကိုငါအသည့်ကိုတော့ဖမ်းသွားတယ်ဆိုပြီးတော့သူ့ဘက်ကိုဖတ်လိုက်ပြီးတော့ကျွန်တော်တို့တင်ပြလို့မရအောင်အကြောင်းအရာကိုဖြစ်တဲ့အတိုင်းပဲပေါ့နော် တင်ပြရတဲ့အခါမျိုးတွေလည်းရှိပါတယ်။နောက်နောက် view မှာစောင့်ဖို့ရှိပါတယ်။တရင်တစ်ခုကစိုးသည်ဖြစ်စေကောင်းသည်ဖြစ်စေအမှန်တိုင်းဖြစ်ရမယ်ပေါ့နော်။ဆိုတော့အဲ့ဒီစောင့်ဖို့ကိုကင်ပြီးတော့ပဲကျမတို့ဒီကိုခန်းစားရတဲ့ခန်းစားချက်တွေကိုဖေးဖယ်ပြီးတော့တင်ပြရတဲ့အခြေအနေတွေအများကြီးရှိခဲ့ပူပါတယ်။အဲ့ဒါတော့